ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူသွားပြီးမှ Reaction လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးလိုရေးတူရှင်သတင်းလေးဖတ်ပြပေးပါမယ်နော် ထမဆုံးသတင်းတပုတ်အနေနဲ့ကတော့စလင်းမှာရွေးကောက်ပွဲမင်းစင်းစစ်ပြီးပြန်လာတဲ့အစ်စ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။အဲ့တော့မကွေးတိုင်းမင်းဘူးခရင်စလင်းမြို့တွေကကြေးရွာတွေမှာရွေးကောက်ပွဲအတွက်မင်းစင်းစစ်ပြန်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအရာရှိတဦးမြေရောစာဖြစ်ပြီး၃ဦးတန်ရရှိခဲ့တယ်လို့ဒေါင်းစစ်အောင် LPDF ကသတင်းပေးပို့ထားလို့သိရပါတယ်။ငရဲဘီရောက်သွားသောစကမဘွေငရဲဘီခီးစရာလိုက်ပို့လိုက်ပို့မဲ့သူမရှိပါတဲ့ဖြင့်တိတ်တိတ်ပုံပြာချလိုက်ရကြောင်းဖရဲသည့်စီမှာသတင်းရရှိပါတယ်လို့လည်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်ထပ်ဒီတစ်ပုတ်ကတော့မြိုင်နဲ့ရွှေဘုံမြို့နယ်မှာရှိတဲ့မြို့မရဲစခန်းပြူစော်ဒီစခန်းနဲ့ခလာရ၄စနစ်တရင်အထိုင်စခန်းတို့ကို drone ဖြင့်ပုံကျဲမှုရဲနဲ့ပြူစော်ဒီတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မကွေတိုင်းမြိုင်မြို့နယ်တရက်ကံပြူစော်ဒီရွာမှာအထိုင်ကျတက်ဆွဲထားသောအချမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစော်ဒီများကို drone ဖြင့်တိုက်ခိုက်မှုတွင်ပြူစော်ဒီတကောင်ထိခိုက်ဒဏ်ရာရရှိကြောင်း TYK ပျောက်ကြားတပ်ဖွဲ့ကသတင်းပေးပို့ထားပါဗျ။ ပြူစော်ဒီ AR 40ကျော်နဲ့ကိုင်းတော်မစခန်ကစုတ်ခွာသွားတဲ့ရဲရန20ရှိပါတယ်တဲ့။တေးတာမရှိပါဘူးတယောက်ပဲထိခိုက်သွားတာပါ drone တစ်စီးလဲတစ်ခါတည်းချခဲ့တာပါလို့ပြောပါတယ်နော်။အဲ့တော့ပြူစော်ဒီထိခိုက်သွားတာပဲရှိတယ်။ဘန်ကာမပျက်စီးဘူးအခြားပျက်စီးတာလည်းမရှိပါဘူး။ဘုံကဘန်ကာရဲ့ဝင်ပေါက်ကိုကျပြီးထိခိုက်သွားတာလို့ TYK ပြောချက်တစ်ဖက်ကသတင်းပို့ထားပါတယ်နော်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပူလောင်းတွင်စစ်တပ်ရွေးကောက်ပွဲတွေလှုပ်ရှားနေသောတာဆညာပါတီဥက္ကဋ္ဌကြည်တန်းကိုဖမ်းဆီးရာပြန်လည်ခုခံသဖြင့်ပြစ်ခတ်ဖမ်းဆီးရာမှာတေဆုံကြည်ရအုပ်ချုပ်ရေးမှူး၏လက်ထောက်မချိုဆိုသူလည်းအရှင်ဖမ်းမိဆိုတဲ့သတင်းဖြစ်ပါတယ်မြတ်အဲ့တော့တင်းသားတွေတိုင်းပူလောင်းမြို့နယ်တိုင်းရင်းသားစီလုံးကြီးရွေးပါတီတာဆညာပါတီဥက္ကဋ္ဌကြည်တန်းကိုစစ်တပ်ရွေးကောက်ပွဲနဲ့လှုပ်ရှားပါဝင်မှုဖြင့်ဝင်ရောက်ဖမ်းဆီးစဉ်ပြန်လည်ခုခံ၍ပြစ်ခတ်ဖမ်းဆီးရာတေဆုံခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခေအမတ်တပ်ရင်းမှတာဝန်ရှိသူကသတင်းပြုထားတယ်လို့သိရပါတယ်ခင်ဗျာကဲခုလိုမျိုးအုပ်ချုပ်ရေးမှုတွေ အမှန်လောင်းနေရတော့နေ့တိုင်းမှာမျောစာဖြစ်နေတာဖြစ်ပါလေခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကလည်းရှမ်းတောင်တိုက်ပွဲစစ်တပ်အရာရှိအပါဝင်၉ကောင တေးပြီးတော့လက်နက်တွေတိတ်ဆိတ်မိနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ရှာပီနဲ့တောင်ပိုင်းတိုက်ပွဲမှာစစ်ကောင်စီတပ်အရာရှိအပောင်ဝင်ကိုဦးတေးဆုံးပြီးနှစ်ဦးအရှင်ဖမ်းမိကလက်နက်တွေတိတ်ဆိတ်မိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်နဲ့မြေပြင်ရဲဘော်တွေကပြောပါတယ်။အဲရှမ်းတောင်ပင်လောင်းနဲ့ဖေကုံမြို့နယ်အဆက်ကကျွရွာတွေကိုစစ်ကောင်စီတပ်နဲ့ PNO ပိုင်းပြည်သူစစ်တို့ကထိုးစစ်ဆင်နေတာကြောင့်တော်လိုင်းအင်အားစုတွေနဲ့နေ့စဉ်တိုက်ပွဲဖြစ်နေတာလို့လည်းဆိုပါတယ်တဲ့။နေ့တိုင်းနှီးပါတိုက်ပွဲဖြစ်နေပါတယ်။ကျွန်တော်တို့နဲ့မဟာမိတ် ကင်းပေါက်တွေပေးနေတာတွေရှိတယ်။စခါဘက်ကတော့အထီးခိုက်အကြဆုံးများတယ်။ပြီးခဲ့တဲ့ရက်ကတိုက်ပွဲမှာစခါကနှစ်ပွင့်နဲ့အရာရှိတကောင်အပါဝင်မြင့်မြင့်ကိုးကောင်တည်တယ်လို့သိရတယ်။အရှင်းနှကောင်ကိုလည်းကျွန်တော်တို့ဘက်ကဖမ်းဆီးရမိထားပါတယ်လို့ရေးပေါ်တူကသတင်းပို့ထားပါတယ်ခင်ဗျာ။အဲ့ဒီမှာလက်လက်ဆယ်လက်နဲ့စစ်တုံးပစ္စည်းတွေတည်ဆည်းရမိခဲ့တယ်လို့လည်းသတင်းကြားပါတယ်နော်။ နောက်ထပ်သတင်းတမုတ်ကတော့မိုးကုတ်မိုးမိတ်ဒေသကစစ်စီရေးတွေကို စစ်စီရေးစစ်ဦးစီးအဖွဲ့ကနေတိုက်ရိုက်ကုတ်ခဲနေတယ်လို့ NUG ကပြောတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်ခင်ဗျာအဲ့တော့မန်လေးတိုင်းမိုးကုတ်မြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်ဒေသကစစ်အုပ်စုတပ်နဲ့ဖြစ်ပွားနေတဲ့စစ်စီရေးတိုက်ပွဲတွေကိုစစ်စီရေးစစ်ဦးစီးအဖွဲ့ကတိုက်ရိုက်ကုတ်ခဲနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကဒီဇင်ဘာ6ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်အဲ့ဒီဒေသတွေကိုအပြည့်ရဲ့သဘောတူညီချက်နဲ့စစ်အုပ်စုလက်ထက်ကို TLL ပြန်ပေးပြီးနောက်ပိုင်းနိုဝင်ဘာ9ရက်နေ့က ်စပြီးဒေတာတွင် PDF အဖွဲ့တွေနဲ့ပတ်ကအဖွဲ့အဖွဲ့တွေကိုတသက်မှတ်ထက်အမိတ်ပေးကကွင်းမှုအောက်ကောင်ဒီစစ်စင်ရွတ်တဲ့ဓာတ်ရိုက်ကြီးကျက်နေတယ်လို့ဆိုပါတယ်ပေါ့နော်အဲတော့ UG ရဲ့ဒီကကွင်းမှုအောက်မလှရှာနေကြတာဖြစ်ပါတယ်နော်ကဲကျွန်တော်တို့ကြည့်ရမယ့်သတင်းကတော့အကြမ်းဖက်မင်းအောင်လိုင်ကအခုဆိုရင်နော်မစားရတဲ့မဲတင်းတဲ့ဘက်ပေါ့နော်ဒါအပြင်ကျွတ်မနိုင်ဂျီမီရှိုလုံနေတော့တွေ့ရပါတယ်ဒေါက်တာတီဇာဆန်းတို့ဆန္ဒပြနေပတ်သက်ပြီးတော့ဗောနော်ဈေးချုံမှာစိုက်ခန်းတွေဖြည့်ဆည်းတာနဲ့ပတ်သက်ပြီးပြောလာတယ်ဒီကိုရဲ့စကားနှောင်းကြည့်အောင်နော်လုံရှင်တာကအစိုးရ လုံနေတာကတခုတည်းမြန်မာနေမှာဗျာတပိတ်ကောင်းဆောင်ဒေါ်နာဒေတာဇန်းရဲ့အဖွဲ့ကဒီသူတို့ကျင်းပမယ်အတူတောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းတပိတ်မောက်ဆန္ဒပြတယ်ဈေးတွင်းလေးမှာဒီတပိတ်ပြဆန္ဒပြတဲ့ဒီဒေါ်နာဒေတာဇန်းတို့အဖွဲ့ကိုဖမ်းမမိလို့ဒီဈေးကြောင်းနေတဲ့ဈေးသူဈေးသားတွေရဲ့စိုက်တန်းတွေနေရာထိုင်ရင်းတွေအချမ်းဖတ်ဖြိုခွင်းဖြတ်စည်းတယ် ဖြစ်မနိုင်ကြည်မီးရှို့တယ်စိတ်တက်ကအောက်တန်းကျယုံညံ့တယ်တကယ်ဆန္ဒပြသွားတဲ့ဒေသခံဒေါ်တာဒေသခံအဖွဲ့ကိုရောက်ဖမ်းတယ်ဘာဆိုင်နေဈေးတယ်နေဈေးတယ်ကသူ့အဆူဈေးရောက်လာဒီဈေးတွင်းမှာဒေါ်တာဒေသခံကဆန္ဒလာပြတာဒီဈေးတယ်နေဘာဖြစ်ရှိလဲဟမ်အခုဒီလိုပဲတိုက်ပွဲဖြစ်တယ်နော်စစ်သားတွေတေးတယ်နော်ဆမ်းမစစ်ကောင်တွေတေးရင်ဒီဆက်ရရွာတွေကိုစစ်ကြောင်းထိုးတယ် ရွာနေနေမြှို့တယ်တွေ့တဲ့လူတတ်တယ်မိမတွေ brain ချက်လှုပ်ချင်တာအစိုးရနော်တင်းလှုပ်ချင်တယ်တရားဝင်အစိုးရဖြစ်ချင်တယ်ဒါပေမဲ့လှုပ်နေတာကတခိုးတည်းမြတ်မင်းတို့အစိုးရဖြစ်အောင်မယ်တလားပြည်သူတွေရဲ့ထောက်ခံမှုတွေကိုမင်းတို့ရအောင်မယ်လို့တော့ဟိုမှာစွတာတောင်းတယ်တလားခွေးတောင်းစားတယ်ကဲဒါတော့ဗျာသိကြတယ်မင်းအောင်လိုင်ကတော့ဒီတောင်းလိုင်းဖွဲ့တွေမနိုင်လို့ပေါ့နော်ကြွမနိုင်ကြီမိရှုပေါ့နော်ပြည်သူတွေဒုက္ခပေးနေတာဖြစ်ပါနော် ကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းပြီးတော့2021မှာအာနာသိမ့်ခဲ့တဲ့ခေါင်းဆောင်တွေစစ်ခေါင်းဆောင်တွေပေါ့နော်ဒီ2026မှာမရှိတော့ဘူးဆိုရင်ပေါ့နော်အတိတ်တက်လာတဲ့ခေါင်းဆောင်အတိတ်တွေဖြစ်လာမယ်ဆိုရင်ဒီဒေါ်လာကြီးကပြီးသွားနိုင်မလားဒီဂီယခင်ကပြီးသွားနိုင်မလားဆိုတာမျိုးကိုသုံးသပ်ပေးထားတယ်နားထောင်ကြည့်အောင်နော်ဒီလောက်ရတာတွေရှိတယ်နော်ဆိုတော့စစ်တပ်ရဲ့သဘောသဘောဝအတိုင်းဆော်ရကြရတာတွေရှိတယ်သို့တော့ဟိုချင်း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 စဉ်စဉ်စားစားနဲ့လုတ်တက်တဲ့လူတွေတပ် program မှာအများကြီးရှိပါတယ် ဒါပဲလုတ်ပိုင်ခွင့်ရှိတာတခဏနော်လူပုဂ္ဂိုလ်အနေနဲ့စဉ်းစားနိုင်တယ်လုတ်နိုင်တယ်နော်သူဒါလုတ်ပိုင်ခွင့်ရှိလို့ရှိရင် လုတ်မယ်ဆိုတဲ့လူတွေလည်းဒါတော်တော်များများရှိပါဒါပေမဲ့အလုတ်ခွင့်ရမလားမရဘူးလားဒီပြဿနာရှိတယ်နော်အဲ့တော့ခုသွားနေတာကတော့ပုံပြီးချုပ်တဲ့စနစ်ကိုသွားနေတဲ့အတွက်ကြောင့်မို့လို့တတ်သေးမှာလဲအဲကျွန်တော်ထင်တယ်သိတော့လုတ်လို့ရလိမ့်မယ်လို့မထင် ဒါကြောင့်မို့လို့လေအဲတကယ်လို့အဲတပ်တော်ကာကွယ်ဦးစီးချုပ်ကတမ္ပရာကြီးဖြစ်သွားလို့ရှိရင်တပ်ကိုပြုရင်ပြောင်းလဲလောက်ကြမယ်ဆိုတော့ပြောင်းလဲချက်စကားတွေကိုလည်းကျွန်တော်တို့ကြားရတာလည်းရှိတယ်။ဒါမို့လို့ရပ်ပကလူတွေကလည်းအတပ်တော်ကာကွယ်ဦးစီးချုပ်အတက်ပြန်သွားရင်ငါတို့ဒီဘက်မှာနော်ဖွံ့ဖြိုးတိုးတက်မှုကိုစီမံခန့်ခွဲမှုကိုလုပ်လို့ပြန်ရမလားဆိုတော့ပြောင်းလဲချက်တွေရှိတယ်။နော်အဲ့ဒီပြောင်းလဲချက်နဲ့ဒီ ဒီရွေးကောက်ပွဲကိုသူတို့ကပါဝင်ပြီးတော့ကြည့်ပြီးပြီးတော့ရှုမြင်ပြီးနေကြတာပေါ့ဒါပေမဲ့တက်မလို့သားပြောင်းတဲ့ပြောင်းပြောင်းဖို့အတွက်ဆိုရင်ပေါ့နော်တက်မလို့သားမှမဟုတ်ဘူးဗျာနော်ကျွန်တော်တို့အဲ့ဒါမှန်ပဲအရေးကြီးတဲ့အပြောင်းလဲတွေလိုပါတယ်နံပါတ်1 active transformation လို့ပြောတဲ့ပုံဝင်ပတ်သက်တဲ့လူတွေကပြောင်းရတယ်ပရိပက္ခကနေနော်ဒါပြောင်းဖို့လိုတယ်ဒုတိယ issue transformation လို့ပြောတဲ့ပြဿနာကိုကြည့်ပုံမြင်ပုံတွေကိုလည်းကြောင်းယူပါပါတယ်အဲ့တော့ဒီအပြောင်းလဲလေးကိုလုပ်ဖို့အတွက်ကခေါင်းဆောင်မှုလို့ပြောကြတဲ့ပုံပတ်သက်တဲ့လူတွေကိုလိုက်ကမိမိတို့ကိုယ်ကိုမိမိတို့ကြောင်းယူရတဲ့အတွက်ကြောင့်တန့်ပတော်မှမဟုတ်ဘူးနော်တော်လိုင်းဘက်ကပုံကိုတွေကလည်းကျွန်တော်ကြောင်းယူဖို့လိုတယ်ကြည့်ပုံရှိဖို့ဘောင်ကိုလည်းကြောင်းယူဖို့လိုတယ် ဒါတွေကိုဖြတ်တန်းပြီးတဲ့အခါကျမှပဲငင်းချက်တဲ့တိုင်းပြည်တပြည်ကိုသွားလို့ရပါတယ်အဲ့တော့တွေ့တာကတော့နှစ်ဖက်စလုံးကကျွန်တော်တို့ပြီးခဲ့တဲ့တတိကျော်ကျော်နှစ်နှစ်လောက်ထိပေါ့နော်ကျွန်တော်ကုလသမဂ္ဂကအနိုလင်းခေစာပြီးတော့နောက်တစ်ယောက်လာတဲ့ဩစတြေးလျပုဂ္ဂိုလ်ပေါ့နော်သူလာတဲ့ခါမှာလဲအနိုလင်းခေစာအခုအရင်တော့ကအခုကုလသမဂ္ဂကိုယ်စားလဲအရင်ကိုယ်စားလဲနော်လင်းခေစာ ပြလာပြီးကုလသမှပြောတယ်ဘယ်ဘက်ကမှတွေ့ဆုံဆွေးနွေးဖို့စိတ်ဝင်စားကြသည်အဲ့တော့ပฏิပခသဘောတရားလေးလာချက်ဒီမှာပြောတာကတော့နှစ်ဖက်စလုံးကမတို့မဆွေးနွေးလို့တော့မဖြစ်တော့ဘူးမတို့ရွေးရမယ်လမ်းကြောင်းကဒီလမ်းကြောင်းဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့အဲ့ဒီကြမှာဆွေးနွေးပွဲတွေဖြစ်တတ်ပါတယ်အဲ့တော့ဒါကတော့အခုပြောနေပြီမတို့ဒီတိုင်းဆက်တိုက်နေလို့ကတော့ သူလည်းမနိုင်ဘူးငါလည်းမနိုင်နိုင်ဘူးဆိုတဲ့အနေထားကိုအတိမပြုတ်လာပြီဆိုရင်တော့စကားပြောတာတွေစလာနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုကြုံမမြင်ခဲ့တဲ့အတွက်ကြောင့်ကိုလန်ကိုစကားပြောနိုင်တဲ့လမ်းကြောင်းကိုပိတ်ထားခဲ့တဲ့ကြင်ညာချက်တွေထုတ်ခဲ့တဲ့အတိုင်းလည်းရှိတာပေါ့နော်တစ်ခါတလေကြတော့နောက်မှဖြစ်ရှိရမယ့်ကိစ္စတွေကိုနောက်နေရမယ့်အခုတည်းကဝန်ခံရမယ်ဥမာအဖြစ်အဲ လူမှုမတရားမျှတမှုတွေပေါ့လူခွင်ဆိုင်ရာမတရားမျှတမှုတွေဒါတွေက sequencing လို့ပြောတယ်ကွာသူ့ရဲ့သူအဆင့်ပြီးတစ်ခုပြီးမှတစ်ခုဖြစ်ရှင်းရတယ်ဟုတ်အေး sequencing ကို sequencing ရှိတဲ့တဘာဝကိုခင်ဗျားလက်မခံဘူးဆိုရင်ဒါနှစ်ဖက်သွားဗျနှစ်ဖက်သွားဖြစ်တတ်တယ်ဘာလို့လဲဆိုရင်ခင်ဗျားမင်းမဝမခံမင်းကိုအေးအေးယူမယ်လို့အေးအေးယူမယ်ဆိုရင်ခမရကိုခုတည်းကစပြီးတော့ခမရတဲ့စကားသိပ်မပြောမထားတော့ ခမရလက်ထက်ကိုအားလာတယ်ဒါကရိုးရိုးရှိရှိလေးပဲအဲ့တော့သူလည်းမနိုင်နိုင်ဘူးကိုလည်းမနိုင်နိုင်ဘူးဆိုတော့ခြေနေမှာခမရပြတ်တနာကဒီဒီမှာလာရှုပ်ပြီတော့အဲ့တော့ဒီနိုင်ငံကြီးကြီးရတဲ့ကကိုအတွင်းထဲမှာလည်းလာပြီးရိုက်လိုက်မယ်ဒီအဆင့်ကိုရောက်လာရင်ဥမာခမရတင်ညာချက်ထုတ်ထားပြီးပြီโอเคဒါတော့ကြားတိုင်းပေါ့เนาะအချက်ဖက်စစ်ကောင်းဆောင်ဒီအခုဥဆောင်နေတဲ့ကောင်းနေရမရှိတော့ဘဲနဲ့အစ်စ်တက်လာတဲ့ကောင်းနေ တက်လာလို့ဆိုရင်တော့ပြောင်းကောင်းပြောင်းနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းရွေးကောက်ပွဲနဲ့ပတ်သက်လာရင်တော့ပြည်သူတွေအတွက်ပြောင်းလဲချက်ကတော့မရှိပါဘူးဆိုတော့အခါလူတိုင်းသုံးသပ်နေတာဖြစ်ပါတယ်နော်။ Okay နောက်ထပ်ကျွန်တော်နားထောင်ပါက TLL နဲ့ပတ်သက်ပြီးတော့ပေါ့နော် TLL က ကျုပ်နောက်ထပ်နားထောင်မဲ့သတင်းကတော့ဇီးချိုဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးပါဝင်ခဲ့တဲ့သူကဒီဒီ silent strike တွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဘယ်လောက်ထိပြည်သူလူထုအကျိုးဖြစ်နိုင်လဲဆိုတာကိုသုံးသပ်ပြထားတယ်နားထောင်ကြည့်အောင်နော်အောက်ကျွန်တော်တို့စူးစမ်းခဲ့ကြတယ်စူးစမ်းခဲ့တဲ့အခါမှာလည်းအခောက်တိုင်းမှာလည်းလူထုပါဝင်မှုကဒါအတိုင်းအတာတစ်ခုတည်းရှိတယ်အဲပုံပုံလင်းလင်းပဲကျွန်တော်သုံးသပ်ရမယ်ဆိုရင်နောက်ဆုံးခေါ်ခဲ့တဲ့လှုပ်ရှားမှုတွေမှာဆိုရင်လူထုရဲ့ပါဝင်မှုကတော်တော်လေးအကန့်အသတ်များသွားတယ်ဘာကြောင့်အကန့်အသတ်များလဲဆိုရင်တော့လူထုရဲ့ စားဝတ်နေအကျက်တဲပဲတနေ့လုံးမှာတနေ့စားရတဲ့ပြည်သူပေါင်းများဆိုတာကျွန်တော်တို့တိုင်းပြည်မှာရှိလာပြီသူတို့ရဲ့နေ့စဉ်ခုနကလောက်ခလာကြတယ်သူတို့ရဲ့ခုနနေ့စဉ်လူမှုစားဝတ်နေဘဝတွေနဲ့မမျှတတဲ့အခြေအနေတခုကျွန်တော်တို့ကြုံနေရတယ်အဲ့လိုအခြေအနေမှာလူလူရဲ့ခုနကဒီတရက်ကိုကျွန်တော်ဒါ break down ချပလိုက်တာပဲတိုင်းပြည်ကိုအဲ့လိုအခြေအနေမှာပြောရမယ်ဆိုရင်လူလူရဲ့ပါဝင်မှုတွေခုနစားဝတ်နေအထူးထူးကျတဲ့ကြောက်ကိုပို့ပြီးတော့အဲအကန့်သက်တွေခက်ခဲတွေရှိလာတယ်ဆိုတာမျိုးကျွန်တော်တို့ပြန်ပြီးကြားရတာရှိတယ်ပြောရမယ်ဆိုရင် silence strike တွေတကယ်ကိုလူလူအတွက်က ပါဝင်ဖို့ဆိုတာကသူ့ရဲ့စာဝတ်နေနဲ့ချိန်ဆပြီးတော့ကိုစဉ်းစားရတဲ့ကိစ္စဒီပေါ်မှာစဉ်းစားပြီးတော့မှသူတို့ပါဝင်မှုဆိုတာကိုဆုံးဖြတ်တဲ့ကိစ္စဖြစ်တယ်ပြောရမယ်ဆိုရင် Silence Strike ကတော့တော်တော်ကိုဒီတစ်ခေါက်ကကျွန်တော်တို့အတွက်အဲစိန်ခေါ်မှုကြီးတယ်လို့ကျွန်တော်တို့မြင်ထားတယ် ထို့တော့လည်းပဲအခုမေးတဲ့မေးခွန်းကိုပဲကျွန်တော်ဖြေရရင် silent strike ကလုံလောက်သလားဆိုရင်ဒီချက်ပိုးလေးလှူရှားမှုတွေကျွန်တော်လုံနိုင်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုလူလူလှူရှားမှုဆိုတာဒီနီးနာတစ်ခုတည်းမဟုတ်ပါဘူး။ silent strike ဟာနီးနာတစ်ခုပဲဖြစ်ပါတယ်။ထို့တော့ကျွန်တော်တို့တုံ့တက်ချက်ကတော့ဒီကနေ့ဒီအချိန်မှာလူလူပါဝင်နိုင်ဆုံးသောလှူရှားမှုဟာဒီလှူရှားမှုလို့ကျွန်တော်တို့မြင်တယ်။နောက်တစ်ခုကကျွန်တော်တို့လူလူဟာအိမ်ပြင်ထွက်လူလူတန်းတဲ့ချီလမ်းပေါ်တက်ဖို့လိုရင်လည်းတက်မယ်။ ဒီလိုပဲအိမ်ထဲမှာနေပြီးတန်းနဲ့ချီတိတ်ဆိတ်ပြဖို့လိုရဲဆိုရင်တိတ်ဆိတ်ပြမယ်လူလူရဲ့စူးစီးမှုလူလူရဲ့ညင်ညွတ်မှုလူလူရဲ့ပါဝင်မှုကိုပြနိုင်တဲ့လှုပ်ရှားမှုဟာတတော်ဆယ်မှာ silent strike ကပြောရမယ်ဆိုရင်လူလူအပါဝင်နိုင်ဆုံးသောလှုပ်ရှားမှုနီးနာတစ်ခုလိုရှုမြင်နေတဲ့ကြောင့်ဒီနီးလောင်ကျွန်တော်တို့အသုံးချတယ်ဒီထက်ပိုပြီးတော့မှလည်းလူလူရဲ့အားကောင်းတဲ့လှုပ်ရှားမှုတွေတွားရမယ်လောက်ရမယ်ဆိုတဲ့ချက်ကိုလည်းကျွန်တော်လက်ခံထားတယ်အဲ့ဒါလည်းကျွန်တော်တို့အလုပ်ဖို့ကြိုးစားရမယ်လို့ကျွန်တော်တို့မြင်ထားပါတယ်ဗျတိုင်းပြည်ကစစ်အာဏာရှင်လက်အောက်မှာရှိနေတာကအင်မတန်နာလာပါတယ် အင်မတန်လူလူကနာလဲနာလာပြီတကယ်ကိုလူလူရဲ့ဘဝကြီးလဲတကယ်ကိုဟိုအောက်ထီကိုနော်ဒါဒါလူမှုစီးပွားဘဝထိုးကြတဲ့အချိန်တွေကိုကျွန်တော်ယဉ်ဆိုင်နေရပြောရမယ်ဆိုရင်စစ်အာဏာရှင်လက်အောက်မှာနေရတာကိုကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လူလူကနာလာပြီလို့ကျွန်တော်တို့ပြောလို့ရတယ်လွတ်လပ်ရေးရပြီးခဲ့တဲ့ကနေပြန်တွက်ကြည့်မယ်ဆိုရင်ဒါ နှစ်ခုနှစ်ကျော်ခီးမှာသုံးပုံနှစ်ပုံလောက်ကကျွန်တော်တို့ကစစ်အာဏာရှင်လက်အောက်မှာကျွန်တော်တို့လူထုကျွန်တော်တို့တိုင်းပြည်ကဖျက်သိမ်းရတာတတော်ကိုနားရည်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒီကနေ့ဒီချိန်မှာလည်းကျွန်တော်တို့ကတော်လိုင်းကြီးလမ်းကြောင်းရွေးချယ်တယ်ဆိုတာလေဟုတ်တယ်တော်လိုင်းကြီးလမ်းကြောင်းကိုရွေးချယ်တယ်ဟိတ်ဆိုရင်တိုင်းပြည်နာမယ်လူထုနာမယ်ဒါပေမဲ့အဲ့ဒီလမ်းကြောင်းကိုမရွေးချယ်ဘူးဆိုရင်ကျွန်တော်တို့ပူနာမယ်ဒီလိုမျိုးကျွန်တော်တို့ယုံနာတယ်ဒါကြောင့်ပြောရမယ်ဆိုရင်စစ်အာဏာရှင်လက်အောက်မှာရှိနေရတာစစ်အာဏာရှင်ကိုနီလန်းပေါင်းစုံတုံးပြီးတော့တိုက်ပွဲဝင်နေရတာကလူထုကနာတာပဲသို့တော်လူထုနာလဲပဲကျွန်တော်တို့ဒီ ဒီအလုပ်ကိုကျွန်တော်တို့မလုပ်ရင်ကျွန်တော်တို့ပူနာလိမ့်မယ်အဲ့ဒီဂျုံကြီးကျဲအဲ့ဒီခံယူကျဲနဲ့ကျွန်တော်တို့ဆက်ပြီးချီတက်နေတာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ silent strike ဟာဟလာလူလူလူနာတာတက်တာတယ်လမ်းပေါ်တက်တာကလူလူအဲဟိုဘောနော်ပူပြီးထိခိုက်နိုင်နေဆိုတော့စနာကြက်သက်ဆိုင်တော့ဒီနေ့ဒီအချိန်မှာလူလူကဘယ်နီးလန်းဘယ်လှူရှားမှုဆိုရင်ပို့ပြီးပါဝင်နိုင်မလဲပို့ပြီးတော့မှကျွန်တော်တို့တွေတကယ်ကိုအရေးပါတယ်လည်းနဲ့တစ်ခုအပွဲအသုံးချလို့ရမလဲဆိုတာကိုပဲကျွန်တော်တို့သုံးသပ်ပြီးတော့မှဒီ silent strike အပါဝင်လှူရှားမှုတွေကိုချိကတ်တာဖြစ်ပါတယ်လူလူ နာတယ်အခုချိန်မှာဆိုလဲပြောရမယ်ဆိုရင်တကယ်တမ်းဒါမနေရရင်ကျွန်တော်တို့ဘူးတလင်နယ်ဘက်မှာဆိုရင်ပုံကျဲတယ်လွန်ခဲ့တဲ့ရက်ကဆိုရင်ဒါကျွန်တော်တို့တချို့သောဟိုဘုံတူเนาะဒီသတင်းကြွလာပြနေမှာဘုံတူလှူရှားမှုပေါ်မှာပါမော်တာနဲ့ဘုံချတယ်တိုင်းပြည်မှာဘယ်လိုနေရာမှာဘယ်လိုလှူရှားမှုပဲလှုပ်လှုပ်ဘယ်လိုမျိုးပဲလူလူကနေနေစစ်အာဏာရှင်စေအိုးစုကတော့လူလူနဲ့တိုင်းပြည်ကိုဂရုမစိုက်ဖ ೇನೆ တိုင်းပြည်နာကျင်တာလူလူတည်ကျင်တယ်သူတို့ရဲ့အာဏာသူတို့ရဲ့အချိုးစီးပွားအဓိကပဲဆိုတာတောက်လျှောက်ကိုသူတို့လုပ်နေတဲ့လုပ်ရဖြစ်ပါတယ်အဲ့တော့အဲ့ဒီပေါ်မှာတော့ကျွန်တော်တို့ကထွေထူးပြီးတော့မှာ ူထုနာခြင်းမနာခြင်းဆိုတဲ့စဉ်းစားချက်ပေါ်မှာအခြေခံပြီးတော့မှတော့ silent strike ကိုချိကက်တဲ့ပုံစံတော့မဟုတ်ဘူးဆိုတာလေးတော့ရှင်းပြလိုပါတယ်ဗျ။ဟုတ်ကဲ့ဗျာ။ကဲဒါတော့ဗောနော silent strike 10ရက်နေကြရင်ဗောနော်ဒီ December 10ရက်နေကြရင်တနိုင်ငံလုံးအတန်သိတပိတ်ဗောနော silent strike လောက်မှာဖြစ်တယ်အဲ့ဒီဟာရဲ့အကျိုးဆက်တွေကိုရှင်းပြပေးတာဖြစ်ပါတယ်နော်ကဲကျွန်တော်နောက်ထပ်နောက်ထပ်နောက်ထပ်မဲ့သတင်းဟုတ်ကဲ့ကျွန်တော်နောက်ထပ်နောက်ထပ်မဲ့သတင်းကတော့ TLL ကဗောနော်ဒီတိရရဲ့ PR အကြောင်းမဟုတ်ဘဲနဲ့အကျိုးအကျိုးအမြတ်တွေအကြောင်း နောက်ဆုတ်ခဲ့တာဆိုပြီးမှတုတ်သက်ပေးထားတယ်နားထောင်ကြည့်အောင်နော်ခမရပြောတဲ့အဲတိုင်းရင်းသားတွေနဲ့ပတ်သက်လို့เนาะတိုင်းရင်းသားအဖွဲ့တွေနဲ့ပတ်သက်လို့ကျမခုနတော်တော်ပြောပြပြဆုံးဆုံးပြောပြပြเนาะအဲတရုတ်ကဖိအားမဟုတ်ဘူးဗျမက်လုံးပေးထားတာအဲ့တော့တိုင်းရင်းသားတွေဒီသားကเนาะတိုင်းရင်းသားတွေကသူ့တိုင်းရင်းသားတွေဟိုဖွံ့ဖြိုးတယ်တိုးတက်တယ်ချမ်းသာတယ်သူ့ဒေသလေးအေးချမ်းရင်ပြီးရောလို့သူတို့သဘောထားအောင်လို့เนาะအဲ့ဒီဟာအတွက် အဲဒါကိုတယောက်ကမျက်လုံးပေးထားတာနော်ဖီးယားပေးထားတာမဟုတ်ဘူးအဲ့တော့မတိုက်နဲ့လို့တောင်ပြောထားတာနော်အဲဘာလဲစက်ကောင်စီကမတိုက်နဲ့ပြောထားတာဒါခမရဲ့မိကုံးမှာဒုတိယနော်အဲပထမမိကုံးဖြစ်တဲ့ရွေးကောက်ပွဲနဲ့စစ်တပ်နဲ့ပတ်သက်လို့တယောက်ကဘလို့သဘောထားလဲဆိုတာပေါ့နော်အဲအဲ့ဒါကလည်းဒီလိုဖြစ်တယ်ကြဟိုအခုစစ်တပ်ပြောနေတဲ့ရွေးကောက်ပွဲနဲ့နော်တယောက်ကပြောတဲ့ရွေးကောက်ပွဲနဲ့ကမတူဗျတယောက်ကအစိုးရတွေကဟို ဟိုဗါရဗမာပြည့်ရဲ့ဗမာပြည့်နိုင်ငံရေးထဲမှာပါပန့်ပါထိုက်တယ်လို့အားလုံးပါတယ်ရွေးကောက်ပွဲလုပ်ပါလို့ပြောထားတာဖြစ်တယ်နော်ဒါမဲ့စစ်တပ်ကသူလှုပ်ချင်တဲ့ဟာလှုပ်မယ်အဲ့တော့စစ်တပ်အနေနဲ့ကသူကရွေးကောက်ပွဲကိုသူ့ရဲ့ထွက်လန်းအဖြစ်သုံးတာပေါ့ဗျာအဲ့တော့တရုတ်ကလည်းသူကဒီရွေးကောက်ပွဲကနေပြီးတော့တင့်တော်တဲ့နော်မျက်နှာပန်းအသင့်အတင်လှတဲ့အစိုးရဖြစ်ရင် ူ့ရဲ့ဟွန်နင်းတွေခုနခမည်းပြောတဲ့သူ့ရဲ့ဟိုမဟာဗျူဟာကြတဲ့ဟွန်နင်းတွေကိုကာကွယ်နိုင်မှာပေါ့ဗျာအဲစီးပွားရေးတွေကာကွယ်နိုင်မှာအဲ့တော့အဲ့ဒါကြောင့်မလို့သူကအားပေးနေတာနော်အားပေးပြီးတော့ဗမာပြည်ငြိမ်းချမ်းဖို့ပါဖို့လုပ်အဲ့တော့တရုတ်ကကြီးပဲချက်ကနော်တကဘာလုံးဆိုင်ရာကြီးရချက်ကနော်အာရှဒေသအာဆက်လို့ခေါ်တယ် regional အာဆက် a regional comprehensive economic partnerships နော်အဲ့ဒါကဘာလဲဆိုတော့အေးစင်ဆယ်နိုင်ငံနဲ့တရုတ်ကအဲဟိုနည်းရယ်တောင်အာတောင်အာဖရိကတောင်အကိုရီးယားရယ်ဂျပန်ရယ်ဩစတြေးလျရယ်နယူးဇီလန်ရယ်အဲ့ဒီမှာသူကထောက်ပံ့ရေးဂွင်းကြီးတစ်ခုဖြစ်ဖို့ပဲဘာဖြစ်လို့လဲဆိုတော့အမေရိကန်ကအမေရိကန်ရောဥရောပလိုဟာအဟိုဘာလဲမွန်ခုနကွန်ဗေးရေးစပွဲတွေဘာတွေနဲ့နော်ဘာတွေအဲ့တော့အဲ့ဒီဟာနဲ့သူကနည်းနည်း ဟိုကိုယ့်ဟာကိုယ်ရှူတာရှိုက်တာဖြစ်အောင်ပေါ့နော်အဲ့တော့အေရှန်နဲ့တရုတ်အဓိကတော့အေရှန်နဲ့တရုတ်ပါပဲအဲ့ဒီကကုံသွေးလမ်းကြောင်းကြီးပုံမှန်ဖြစ်နေဖို့သူကြိုးစားတယ်အဲ့ဒီကြိုးစားတာမှာသူ့ရဲ့ပိုးလမ်းမှာသိအရေးကြီးတယ်ဗျာနော်အခုလဲတော်တော်များများအောင်နေပြီအဲတရုတ်နဲ့ပါကစ္စတန်ဆိုပါတော့နော်အဲ့ဒီဇင်းကြံလမ်းနော်အဲပါလဲ China ပါကစီပက်လို့ခေါ်တယ် China Pakistan Economic Corridor နော်အဲ့ဒီဟာကြီးကတော်တော်အောင်မြင်ပြီနောက်တစ်ခုကတရုတ်ကနေပြီးတော့လာအိုးတို့ထိုင်းတို့ကနေတဆင်ဆင်းတဲ့မြေထားလမ်းကြီးကလည်းအောင်မြင်နေပြီအဲ့တော့တခုကသူတို့ဗမာပြည်ကိုဖျက်မဲ့လမ်းပေါ့နော်ကြောက်ဖြူကိုဖျက်မဲ့လမ်းอ่ะပဲသူတို့အခုထိဟိုဘယ်လိုကောင်းလဲဟိုနေမပြည့်သေးတာပေါ့နော်အဲ့တော့ဒီဟာကြီးကိုသိပ်ဖြစ်စေချင်တယ်ကျမခမားရှိပိုးတဲ့ဆောင်းမားတဲ့မှာလေယူနန်ကအဲ့လာပဲသူ့ရဲ့ပင်လေထွက်ပေါက်ကဒါပဲဖြစ်တာ哦အဲ့တော့ဒီဟာကြီးရဖို့အတွက် တရုတ်ကဒီစစ်အစိုးရကိုတတ်နိုင်သမျှအခုနကမျိုးပြောသူ legitimate ဖြစ်စေချင်တယ်တရားဝင်စေချင်တာပေါ့ဗျာပြည်သူလူထုကလည်းသဘောကျနိုင်တာအဲ့တော့အဲ့ရွေးကောက်ပွဲနဲ့ဟိုဟိုဟိုစစ်တပ်ကိုနည်းနည်းသူကမလုံပေးထားတာပေါ့ဗျာအဲ့လို legitimate ဖြစ်ရင်စီးပွားရေးတွေပါလိဆက်လို့ရင်ဗမာပြည်သူတွေကလည်းအဲ့ တိရုတ်ကဟိုနေ့ကတို့စီးပွားရေးရတိုးတက်လာရင်လူတို့ကငြိမ်ကြသွားမယ်လို့သူကတွက်ပုံရတယ်ဗျ။အဲ့ဒါအကြောင်းမလို့သူကဒီရွေးကောက်ပွဲကိုတတ်နိုင်သမျှအဲကောင်းကောင်းမွန်မွန်ဖြစ်အောင်လုပ်တာ။ဒါပေမဲ့စစ်တပ်မှာကခင်ဗျားလည်းကြားနေတာပဲ။သူကလည်းဒီရွေးကောက်ပွဲကိုသူ့အတွက်ထွက်ပေါက်အနေနဲ့ရှိပေမဲ့သူကဘယ်သူကမှအာဏာခွဲမပေးနိုင် ခမရကြားမှာပဲဟိုမှာတသက်ခိုင်လို့အမျိုးသမီးတို့တောင်းမှသူကပိတ်တယ်လားသူကကြံ့ဖို့မှကြံ့ဖို့ကြံ့ဖို့တောင်းမှသူ့တက်ကလောလောဆယ်နော်ထွက်သွားတဲ့လူတွေပဲသူစိတ်ချရတဲ့လူတွေပဲသူကဟိုနင်းပြုတ်ကျင်လာဒီလိုနီးနဲ့ဒီရွေးကောက်ပွဲကဘလို့မှ legitimate ဟိုနင်းမဖြစ်နိုင်ဘူးနော်အဲ့တော့တရုတ်ကတော့စိတ်ရှိလက်ရှိသူကတော့ဒီလိုပဲပြောနေမှာပဲကျမတို့ကသိဖို့လိုတာကတရုတ်ကထူးခြားမှုက သူတရုတ်ကွန်မြူနစ်ပါတီကအာဏာရထားတာအနှစ်90ကျော်ပြီပြန်နော်ဒါကြောင့်မလို့သူ့ရဲ့ policy တွေကသူကအဝေးကြည့်လို့ရတယ်ခမရစင်းစားကြီးထိုင်ဝမ်ကိစ္စတောင်အနှစ်90သူဒီလိုပဲကြည့်နေတာမယ်နော်သိမ့်မယ်ဆိုသိမ့်လို့ရတာပဲသူမသိမ့်ပါဘူးဒီလိုပဲနီလန်ပေါင်းစုံနဲ့သူဟိုဟိုလှဲ့ဒီလှဲ့နဲ့သူလုပ်တာအဲ့တော့ဟိုဗမာပြည်ရဲ့ policy ပဲသူဒီလိုပဲလုပ်မှာဒါပေမဲ့ကျမတို့ကမစောင့်နိုင်ဘူး ကျမတို့ဘက်မှာအချိန်မရှိဘူးเนาะကျမတို့တိုင်းပြည်မှာပြည်သူလူထုဆင်းရဲတာငတ်ပြတ်တာဒီစစ်အုပ်စုရဲ့ရစွတ်မှုပါမှုအဲ့တော့တရုတ်ကိုလည်းကျမတို့အနားလဲရမယ်เนาะတရုတ်ရဲ့ strategy ကသူ့နိုင်ငံအကျိုးစီးပွားပေါ့ပြည်နယ်ပတ်သက်ပြီးသုံးသပ်ပြီးတာဖြစ်ပါတယ်အဲ့တော့ဘလို့ဘလို့တရုတ်ကတော့ကိုယ်သုံးတစ်ချက်အတိုင်းဆိုရင်တော့เนาะ PR တွေထက်အချိုးမြင့်တွေကြောင့်နောက်ဆုတ်သွားတယ်လို့ပြောပါတယ်เนาะ ဲ့တော့ဘယ်လိုပဲပြောတော်လိုင်းကြီးကိုခူတန်းလုပ်ပြီးတော့ဒါမျိုးတွေစဉ်းစားတဲ့အတွက်လည်းပဲเนาะပြည်သူလူထုရဲ့အခုချိန်မှာညှဉ်းညမ်းမှုတွေခံနေရပါတယ်เนาะအဲ့တော့ကျွန်တော်တို့တွေကတော့ရန်သူတော့မဖြစ်ချင်ဘူးဒါပေမဲ့လည်းတချို့ပိုင်းတွေမှာပို့ပို့လေးလေးလောက်သွားတယ်ဆိုရင်တော့ဒါကိစ္စမရှိဘူးเนาะအခုချိန်မှာဆိုရင်တော့ဒီအချိုးအမြတ်ကြောင့်လုပ်တယ်ဆိုရင်တော့ဒါတော်တော်ကြီးကိုရုပ်ပစ္စည်းပြည်ကြီးတိုင်းနေဆိုတာကိုတော့သုံးသပ်ပေးချင်ပါတယ်เนาะโอเคဒီညအတွက်သတင်းပြီးတော့ဒီလောက်ပါပဲအစားဆုံးကြည့်ပေးကြရင်မြပါပြီသူရောက်စတဲ့ထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မင်းအောင်လိုင်းရဲ့စစ်ပေးငလင်ပေးဘေးရန်ဒီရဲ့ပေါင်းစုံမှာကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ